ကိုပြည်သူကိုရရက်ဆက်ဆက်အကြမ်းဖက်တဲ့စစ်တပ်တိုင်းပြည်အကျိုးထက်ကိုကျိုးရှာသူတွေဥဆောင်နေတဲ့စစ်တပ်ဒီလိုစစ်တပ်ကလုပ်တဲ့ NCA ပဲဖြစ်ဖြစ် NCB ပဲဖြစ်ဖြစ်ရပောင်း1400ကြာမကလို့အစည်းအဝေးပေါင်း9000ပဲလုပ်လို့1000ပဲလုပ်လို့ဘာမှအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးတခင်းရေး channel ကိုစင်တဆိုင်အားပေးနေကြတဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့စစ်တပ်တရေတဲတဲ့ NCA ဘာကြောင့်မအောင်မြင်ရလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။အကြက်ဖက်စစ်တပ်သတင်းစတင်တီလိုက်တဲ့တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် Nationwide Ceasefire Agreement NCA ဆိုတာ2015ခုနှစ်အောက်တိုဘာ15ရက်နေ့ကစတင်ခဲ့တာဆိုတော့အခုအောက်တိုဘာ15ရက်နေ့ဆိုရင်10နှစ်ပြည့်ခဲ့ပါပြီ။အကြက်ဖက်စစ်တပ်ရဲ့ဇန်ညောတိုင်း NCA စာချုပ်ကိုစတင်လက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေကတော့ RCSS SSA KNU ALP ကရင်မျိုးသားစီယုံကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့ချင်းမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABS တရစတဲ့အဖွဲ့ရှိခုကစတင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်2018ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာတော့မိုပြစ်စ်ပါတီ NMSP နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကထပ်မံရေးထိုးခဲ့တဲ့အတွက်စုစုပေါင်း10ဘွဲ့အထိပါဝင်လာခဲ့ပါတယ် MCA စတင်ချိန်ကနေဒီကနေ့အထိ10စုနှစ်ကြာမြင့်တဲ့အထိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘာကြောင့်မအောင်မြင်ရလဲဆိုတာကတော့မေးစရာ မလိုဘဲနဲ့အဖြေကရှင်းရှင်းကြီးရှိပြီးသားပါရှင်းဝတ်မရှိတဲ့စစ်တပ်တိုင်းပြည်ပေါ်စေတနာမရှိတဲ့စစ်တပ်ကိုပြည်သူကိုရရက်ဆက်ဆက်အကြမ်းဖက်တဲ့စစ်တပ်တိုင်းပြည်အကျိုးထက်ကိုကျိုးရှာသူတွေဥဆောင်နေတဲ့စစ်တပ်ဒီလိုစစ်တပ်ကလုပ်တဲ့ NCA ပဲဖြစ်ဖြစ် NCB ပဲဖြစ်ဖြစ်ရပောင်း1400ကြာမကလို့ အစည်းအဝေးပေါင်း9000ပဲလှုပ်လို့1000ပဲလှုပ်လို့ဘာမှ အောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးဘူလာရည်ရွယ်ချက်မှာကတိုင်းပြည်ကိုငြိမ်းချမ်းစေချင်တာထက်ပလင်းတူဘူးဆိုတွေရှာပြီးတော့တိုင်းပြည်ကိုအမဲဖြတ်တယ်လို့ဝိုင်းပြီးတော့ခွဲဝေကြဖို့စီမံတဲ့စီမံချက်တစ်ခုထက်မပိုတဲ့ MCA လို့ပြောရင်တော့မမှားပါဘူးကိုကျိုးအတက်အတွက်မလုံရဲတာဘာမှမရှိတဲ့မင်းအောင်လှိုင်လို လူမျိုးစီက ဘယ်လိုဂရီမျိုးကိုမျောလင်းလို့ရမလဲဆိုတာအခုတော့ NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကလေးကမြောက်ဝါထစ်ထင်တွေ့မြင်ခဲ့ကြပြီဖြစ်ပါတယ်ဒါတော်မှအဖွဲ့တချို့ကမင်းအောင်လိုင်ရဲ့မလုံးတစ်ခုနောက်ကိုကောက်ကောက်ပေါင်လိုက်နေစေလက်နက်ကိုင်အဖွဲ့တချို့ကြံနေစေပါပဲအခု NCA တက်တန်း10နှစ်ပြည့်ဖို့နှစ်ရက်အလို့ အောက်တိုဘာ23ရက်နေ့မှာပဲ KNU ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့ချင်းမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့မော်ပြည်သက်ပါတီ NMSP နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU စတဲ့ NCA မှာလက်မှတ်ရေးထိုးခဲ့စဉ်မှာပါဝင်ခဲ့ကြတဲ့အဖွဲ့6ဖွဲ့ကတော့မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်က2021ခုနှစ် ဖေဖော်ဝါရီတရက်နေ့ကတိုင်းပြည်ကိုမတရားအာဏာသိမ်းမှုကြောင့် NCA ရဲ့အခြေခံမှုတွေရည်ရွယ်ချက်တွေကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်လို့ NCA ဆက်ကူစုပ်တာဖြစ်သွားပြီလို့ကြေညာချက်ထုတ်ပြန်လိုက်ပြီးတော့ပြည်သူကိုနှိမ့်စင် လေချောင်းဘုံကျဲတိုက်ခိုက်နေတဲ့စစ်အုပ်စုကဒီလိုဟန်ပြလုံးမဲ့ NCA စနစ်ပြည့်အခမ်းအနားကိုလည်းပြည်သူမြမတက်ချင်းနဲ့ပြည်သူနဲ့အတူရက်တီချောင်းပြသဖို့ကို UN အပါအဝင် ာရှန်နဲ့နိုင်ငံတကာတန်တမန်တွေကိုပါတိုက်တွန်းထုတ်ပြန်လိုက်တာတွေ့ရပါတယ်။ကရင်မျိုးသားစီယုံ KNU ရဲ့ဗိုလ်အလုပ်မှုဆောင်ပရိုဆော်တိုနီကလည်းအာနာသိန်းကလေးက MCA ကပြတ်တယ်။အာနာသိန်းကလေးက MCA ကပြတ်တယ်။အာနာသိန်းကလေးက MCA ကလုံးဝချိုးဖောက်ပြီးတော့ဘာမှကို မရှိတော့ဘူးဆိုတာတောက်လျှောက်ပဲပြောလာတာ။အကုန်လုံးဘာမှမရှိတော့ဘူး။ အဲ့ဒါကြောင့်သူတို့ထထလုံနေတဲ့ဟာတွေကအမှန်သူတို့မသိတာလည်းမဟုတ်ဘူးတိရဲ့သားနဲ့ဒီလိုလုံနေတာကိုကိုကိုလိန်ညာနေတာဘာမှလည်းအရာရောက်မှာမဟုတ်ဘူးဆိုတာ သူတို့လည်းသူတို့ကိုသူတို့ သိနေကြတာပဲလို့ရန်ကုန်ခေတ်သစ်သတင်းဌာနကို အော်တိုဘာ23ရက်နေ့ကပြောကြားခဲ့တာလေတွေ့ရပါတယ်ယခုဆိုရင် MCA မှာမဲအောင်လှိုင်တို့ ਨੇ တိုင်းပြည်အပေါ်ကနေအမီးကျက်အမီးစား ်ခေါင်းချက်ခေါင်းစားမဲ့အဖွဲ့၄ဘွဲ့သာကြံပါတော့တယ်ဒီနေရာမှာကျွန်တော်သခင်တွေပြောချင်တာကငြိမ်းချမ်းရေးဆိုတာလုံတဲ့သူတွေကိုယ်တိုင်ရဲ့စိတ်ရင်းအမှန်မှားကိုကအမှန်တကယ်ငြိမ်းချမ်းကျင်တဲ့စိတ်ရိုးရိုးသားသားရှိနေဖို့ဟာအထူးလိုအပ်ပါတယ်အခုကငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကိုနေရုပ်လို့လို့တို့အတုံးချပြီးကို့အဖွဲ့စီအာနာတဆိုးရှည်ရင်း ကိုထိုင်ကုံမပြောက်ရေးကိုသာရှေ့ရှုနေကြတော့ဘယ်တော့မှမအောင်မြင်နိုင်ပါဘူးနှစ်ပေါင်း80ကျော်ကိုနောက်ပြန်ကြည့်မယ်ဆိုရင်အမှန်တကယ်မငြိမ်းချမ်းချင်တာကတိုင်းရင်းသားတွေမဟုတ်ဘဲနဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်ဖြစ်နေတာတွေ့ရပါလိမ့်မယ်ပြည်ပရံမရှိပါဘဲနဲ့ပြည်တွင်းစစ်ကိုအကြောင်းပြပြီးစစ်တပ်ကိုပြည်သူတွေကမရှိမဖြစ်ထင်လာအောင်ပြည်သူကိုပြန်တက်ဖြတ်မဲ့စစ်လက်နက်ပစ္စည်းတွေကို ပြည်သူ့ဗန္နာနဲ့အကြောင်းမျိုးမျိုးပြဝယ်ယူဖို့နဲ့ဒီစစ်လက်နက်တွေဝယ်ယူတဲ့နေရာမှာလေကိုကျိုးရှာအမျက်ထုတ်ဖို့လောက်တာနှစ်ပေါင်းများစွာအကျင့်ပြက်လာတဲ့စစ်တပ်ပါပြည်တွင်းစစ်မရှိတော့ရင်ပြည်သူ့ဗန္နာခိုးဖို့ဖွက်ဖို့စခွက်ဖြောက်မှာကြောက်တဲ့စစ်ကောင်းဆောင်အဆက်ဆက်ဟာတိုင်းပြည်ငြိမ်းချမ်းမှာကိုတိတ်ကိုကြောက်ခဲ့တာပါနောက်ထပ်တစ်ချက်ကတိုင်းရင်းသားနဲ့ဗမာပြည်မဒေသကိုလူမျိုးရေး ဘာသာရေးသွေးခွဲတာလဲဒီစစ်တပ်ပါပဲဒါကြောင့်ကျွန်တော်တခင်တွေခိုင်ခိုင်မာမာပြောနိုင်တာကတိုင်းပြည်ငြိမ်းချမ်းသွားလို့တိုင်းသားပြည်သူလူထုလူမျိုးပေါင်းစုံစီးလုံးညင်ညွတ်သွားမှာတကယ်အကြောက်ဆုံးဖွဲ့ဟာအချမ်းဖက်မင်းအောင်လှိုင်ရဲ့စစ်တပ်ဆိုတာရေကြီးလက်ခံမလွဲပါဘူးနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကလက်ရှိຫນွေဦးတွန်လိုက်ရေးမှာအ धिक အခန်းကဏ္ဍမှာပါဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အင်အားတွေကို MCA ကိုအကြောင်းပြပြီးတော့အကျိုးစီးပွားခွဲဝေမှုနဲ့တိုင်းပြည်ကိုခွဲထုတ်သွားကြဖို့ကြိုးစားတာမျိုးပါဒါကိုကောင်းကောင်းနားလည်ကြတယ် KNU အပါဝင် တိုင်းဒါအဖွဲ့6ဖွဲ့ကတော့ပြက်ပြက်သားသားကြီးညာချက်ထုတ်ပြီးတော့ကန့်ကွက်ပြလိုက်တာဖြစ်ပါတယ်ဒါကြောင့် DNCA ဟာဘာကြောင့်မအောင်မြင်ရလဲဆိုတဲ့အဓိကချက်ကိုကျွန်တော်တခင်တွေပုံပွင့်လင်းလင်းပြောရရင် မယိုးသားတဲ့တရေနဲ့စတင်တိဆောက်ခဲ့တဲ့ NCA တိုင်းပြည်အကျိုးထက်ကိုကျိုးစည်းဝါးကိုအလေးထားတဲ့ NCA မတူတော်ချင်းတရင်လွေ့လွေ့ပေါင်းဖက်တွေ့တဲ့အဆင့်ထက်မပိုတဲ့ NCA စာချုပ်ပေါ်ကစကလုံးတွေကိုအလေးမထားတော့ပရိုဆော်ဒိုနီပြောသလိုပဲ2021ခုနှစ်ဖေဖော်ဝါရီတရက်နေ့မှာစစ်တပ်ဟာတိုင်းပြည်အာဏာကို မတရားသိမ်းလိုက်ကြတဲ့က စက်ကူဆုံးဖြစ်သွားတဲ့ NCA လို့ပဲဆိုရမှာဖြစ်ပါတယ်။နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကိုညီကုန်းချုပ်အနေနဲ့အသိပေးချင်တာကအကြမ်းဖက်စစ်တပ်ဟာအမေရန်ဗီဇာတစ်ဖက်ရေမုတ်တစ်ဖက်အမြဲလှုပ်တဲ့တည်ရုပ်တွေဆိုတော့အခုလို NCA လုံနေချိန်မှာတိုင်းသားလက်နက်ကင်တွေအပေါ်မှာဖိအားပေးတဲ့ပုံစံမျိုးတွေတစ်ဖက်မှာအကြမ်းဖက်လုပ်ရက်တွေကိုပို့တိုးပြီးတော့လုပ်ပြနိုင်တာကို အထူးသတိပြုရမှာ ဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်မြန်မာနိုင်ငံရဲ့စီးရင်နိုင်ငံရေးထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်သခင်တွေပရိသတ်ကြီးပေါ့လေဘေးကင်းကျန်းမာပြီးစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးလိုက်ပါတယ်အစီအစဉ်ကိုအစားဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ